Hi everyone ဒီနေ့မှာတော့ဤကဝတ်သုံးတက်သားလေးကိုအာလူလေးနဲ့ဝတ်တဏီချက်လေးထပ်ပြတာပါတယ်ပထမဦးဆုံးဝတ်သားကိုမချက်ခင်နှစ်နိုင် သုံးနိုင်လောက်လိုမှစားရဲချက်သားမိုးရဲ့ခရူးစီရဲ့ပြီးတော့ခြင်းလေးကိုထောင်းပြီးတော့အေးညစ်ပြီးတော့သူ့ရောနှက်ထားလိုက်တယ်ပေါ့နော် ပြီးတော့အိုးအချက်မဲ့အချိန်မှာအိုးတင်လိုက်တယ်စီလေးလေးလေးထည့်ပြီးတော့တကြားနှစ်ဆိုးခွဲလောက်ကိုဤထည့်ပြီးတော့မှုလိုက်တယ်ပေါ့နော်တကြားအီရတကြားညူလေးသုံးထားတယ်တကြားလေးတွေပျော်သွားတဲ့အချိန်မှာတော့ဝတ်သားနှက်ထားတာလေးကိုဤထည့်ပြီးလိုက်တယ်ပေါ့နော် ဝတ်သားလေးတွေကကြာကြာလေးနဲ့ထားဆိုတော့အရာတာတော်တော်ဝင်နေပေါ့နော်ပြီးတဲ့အဲ့လည်းမရှိတော့ဘူးချင်းလေးပါနေတော့လေအဲ့ဒါလေးကိုအရာလေးနည်းနည်းရဲလာတဲ့ဒီအီပွေလေးလိုက်တယ်ပေါ့နော်ရေးလေးပါလေးထပ်မထည့်သေးပဲနဲ့အရင်သူ့ကိုနည်းနည်းလေးအယောင်ပြောင်းလာအောင်စောင့်မျိုးမှုလိုက်တယ်အခုအဲ့လိုမျိုးလေးအရာုံလေးနည်းနည်းတန်းလာတဲ့အချိန်မှာတော့အီသူ့ကိုအဖုံးလေးခဏအုပ်ပြီးတော့နည်းနည်းလေးရေလေးကိုအောင်ဖတ်သွားအောင်တည်ပေးလိုက်တယ်ပေါ့နော် အခုဆိုရင်ရှင်ဒီလိုအကြောင်းရင်းရင်းလေးရပြီပေါ့နော်အဲ့လိုအချိန်ကြတော့မှဤကရေနွေးတည်ထားတဲ့ဟာလေးကိုဦးထည့်လိုက်တယ်အသားတွေကိုပူပြီးနူးချင်လို့ရှင်ရေနွေးနဲ့ထဲမှာပူပြီးနူးရယ်ဆိုလို့လေအားကြောင့်ဤအလိုလေးတည်လိုက်တယ်တည်ပြီးွားလို့ရှင်တော့သူနည်းနည်းလေးမှွေပြီးတော့အဖုံးလေးပြန်အုပ်ပြီးတည်မယ်ပေါ့နော်ဝတားလေးတွေကိုအီယာနေရီလောက်တော့ဤတည်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဤယာနူးဤနေတာကိုစားခြင်းလို့လေ အခုဆိုရင်နောက်ထပ်15မိနစ်မိနစ်20လောက်ထပ်တင်လိုက်တဲ့အချိန်မှာဒီလိုမျိုးအယောင်ရဲရဲလေးထည့်ရသွားပြီပေါ့နော်အဲ့တော့ဒါဒုတိယတင်ရည်ဤထည့်ထည့်လိုက်တယ်ဒုတိယတင်ရည်ထည့်ထည့်ပြီးတော့လည်းဤသူ့ကိုအဲ့အချိန်မှာတခါတည်းချက်သွန်ဖြူခုနာချင်းပြီးတော့ချက်သွန်အနီကိုဤလေးလုံးလောက်သုံးထားရပေါ့နော်ဤကအနှစ်မြင်းများလေးစားခြင်းလို့လေပြီးတော့အာလူးလေးထည့်မှာဟိုလိုအာလူးလေးကိုစားနဲ့တေချာစေးထားပြီးဤထည့်လိုက်တယ်ပြီးတော့သူ့ကိုနည်းနည်းလောက်ဝေပေးပြီးတော့ အဖုံလေးအုပ်ပြီးတဲလိုက်တယ်ပေါ့နော်အဲ့ဒီနေရာမှာအပေါ့အငယ်အရာသာကိုပြင်ပြီးတော့ယူလို့ရရဲပေါ့နော်အီးကတော့အဲ့မှာစားလေးနည်းနည်းလေးတက်ထည့်လိုက်တယ်အာလူးလေးနည်းနည်းပါနေရောနိအဲ့ဒီအချိန်မှာသူ့ကို15မိနစ်လောက်တည်ဦးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘက်မှာအီးအရွယ်ကလေးကြုံတယ်ပေါ့နော်ဝတားနေလိုက်တာဆိုတော့အီယာမုံငင်းစိမ့်လေးကိုအီကျော်တယ်။မုံငင်းစိမ့်လေးကိုချက်သွင်ဖြူလေးနည်းနည်းစီတက်ပြီးတော့စားရဲ၊စက်သားမုံရဲ၊ခရူးစီရဲနဲ့အီကျော်မယ်ပေါ့နော်။ ဘုံကြီးကလေအများကြီးကြော်တော့မှဟင်းရတာအဲနှစ်ယောက်စာတချာတချာလောလောငါစားရတယ်ပေါ့နော် ပြီးတော့ပူဆိုးတာအီးတော့အရွက်စားတော့ပူပြီးများများကြော်ဖြစ်တယ်အဲ့လိုမျိုးအရွက်ကြော်လဲရပြီဆိုတော့ဝတားကိုအချိန်နေတွားကြည့်လိုက်တဲ့အချိန်မှာရေလေးလည်းနည်းနည်းခမ်းလာပြီဆိုတော့ဒီဒီမှာဝတားလေးကိုမြူးနေပြီဆိုတဲ့အကြောင်းကိုပြရတယ်ပေါ့နော်ဒါလေးတွေကအခုမြူးသွားပြီရေလေးနည်းနည်းလေးခံနေတဲ့ဟာလေးကိုဒီတိုင်းမဲ့အေးဆက်ဆက်ကလေးနဲ့စားခြင်းလို့အဲ့ဒီချိန်မှမီးပေးလိုက်တယ်ပေါ့နော် ဲအခုဆိုရင်ဤရဲ့ဝတ္တဏီချက်ကိုအားလုံးနဲ့ချက်တာလေးရလည်းရပါပါပြီ။ဤရဲ့ဒီနေ့ဗီဒီယိုလေးရတဲ့လောက်ပါပဲရှင်။ Thank you for watching my see you in my next video. Bye bye.